ကာကွယ်ခြင်းကကုသခြင်းထက်ပိုကောင်းတယ်လို့ဆိုကြသလိုပဲမိမကောင်းဖြစ်မှစိတ်ကုသမှုမျိုးခံယူတာထက်ပုံမှန်လေးစစ်စစ်ပြီးဘောင်ဂရက် International ဆေးရုံမှာလိုအပ်တာတွေကိုဖြေရှာဖို့ကျွန်မအခု Yangon International Medical Services ရဲ့ရုံးကိုရောက်နေပါပြီဘောင်ဂရက် International ဆေးရုံဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲထိုင်းနိုင်ငံမှာရှိတဲ့နာမည်ကြီးဆေးရုံဖြစ်ပါတယ်။ Yangon International Medical Services ဆိုတာမြန်မာနိုင်ငံမှာ Barbarat International ဆေးရုံရဲ့တအူးတဲ့ကိုယ်စားလှယ်ဖြစ်ပြီး Yangon မြို့နဲ့မြန်မာနိုင်ငံရဲ့အခြားမြို့ကြီးတွေမှာလည်း YIM ရုံးခန်းအခွဲတွေလည်းဖွင့်လှစ်ထားပါတယ်။ထိုင်းနိုင်ငံတည်သွားပြီးဘာဘဂရက်ဆေးရုံကြီးမှာဆေးကုသရင်လေမကုသခင်တိုင်ပင်ဆွေးနွေးလို့ရတဲ့ချိန်ကစလို့ကုသနေစီရော ကိုသားပြီးစီးသွားတဲ့အခါမှာဝါအချိန်မကြီး YIM ရုံးခန်းရဲ့ဆရာဝန်နေနဲ့ယောဂရဲ့အကြောင်းအသေးစိတ်ကစားဆွေးနွေးလို့ရတော့ပိုပြီးစင်တီးရပေါ့အခုလို့ YIM ကအဆဆရရတာဝန်ယူဆောင်ရပေးနေတာ2006ခုနှစ်ခရီးဖြစ်ပါတယ် YIM နဲ့ Babon Bread International ဈေးရုံလို့ပူပေါင်းပြီးမြန်မာနိုင်ငံကလူနာတွေအဆင်ပြေချုံးမွေသွားအောင်လို့ရန်ကုန်မှာပြည့်ပြည့်စုံသောဝန်ဆောင်မှုတွေရရှိနိုင်တဲ့ Babon Bread Clinic ရန်ကုန်ကိုလည်းဖွင့်လှစ်ထားပါတယ်။ ်အခုဆိုလို့ရှိရင်ဘန်ကောက်ကိုရောက်ပါပြီလေးစိတ်မှာရှိရဲ BIH ရဲ့ check in counter လေးမှာ shutter bag စီဖို့အတွက် check in လေးလုပ်လိုက်ပါဦးမယ်နော်မာဘွန်ဘရလူနာရဲ့ဆိုလို့ရှိရင်ဒီ counter ကလိုက်ဖို့ပြင်မယ် shutter bag ကိုပြင်ဆင်ပေးထားပါတယ် hotel ကဆေးရုံနဲ့ဝေးနေတယ်ဆိုတော့ကို့အစီအစဉ်နဲ့ကိုသွားလို့ရပါတယ်ဒါကတော့ YIM Bangkok office မှာဆေးရုံရဲ့အနောက်ဘက်ဆွာဝိုင်းမှာရှိတော့လူလီသိမ်းရှိမဆောင်ပေးနိုင်ပါတယ် ဆေးဘက်ဆိုင်ရာနှိမ့်နှိုင်းဆောင်ရွက်တဲ့အခါမှာကုညီပေးဖို့အတွက်မြန်မာဆရာဝန်တွေလည်းရှိပါတယ်။ထိုင်းနိုင်ငံအတွင်းဆေးဝါးကုသမှုခံယူနေတဲ့အတွင်းမှာလည်းဆေးရုံရဲ့အနီးအနားတစ်ဝိုက်မှာရှိတဲ့ hotel တွေ apartment တွေကိုဂါရန်ပေးတဲ့ဝန်ဆောင်မှုတွေကိုလည်းပြုလုပ်ပေးနေပါတယ်။ဒါပြင်လေရင်လက်မှတ်အသွားပြန်တွေကိုလည်းစီစဉ်ပေးထားတော့ဆေးကုသမှုနဲ့ကျန်းမာဖို့အတွက်ပဲအာရုံစိုက်ထားနိုင်တာပေါ့။ နိုင်ငံတကာစစ်မီဘာဘုံရက်စေယုံရကပားစစ်မီဂျမအေးဆောက်ရှောက်ကုသမှုတွေနဲ့လူနာအထက်အဥစားပြေဝန်ဆောင်မှုတွေကြောင့်နာမည်ကြီးတဲ့ထိုင်းနိုင်ငံရဲ့ပထမဒန်းစားထစ်ဒန်းစေယုံတစ်ခုဖြစ်ပါတယ်။ဒီစေယုံရအရှိတအာရှမှာအကြီးအမားဆုံးသောစေယုံများထဲမှာတစ်ခုအပါဝင်ဖြစ်တယ်လို့အမေရိကန်အခြေစိုက် GCI အဖွဲ့မှအတိမတ်ပြုခြင်းကိုရရှိထားရဲ့အာရှရဲ့ပထမဦးဆုံးသောစေယုံရဖြစ်ပါတယ်။ လူနာအဓိကဦးစားပေးဝန်ဆောင်မှုဆိုတဲ့နေရာမှာဈေးုံမှာဈေးကုသနေစဉ်ဘာသာစကားခက်ခဲမရှိအောင်မြန်မာဘာသာပြန်ဝန်ဆောင်မှုတွေရှိတဲ့အပြင်မြန်မာနိုင်ငံသားဆရာဝန်တွေလည်းရှိတာဆိုတော့ဘာသာစကားအခက်အခဲတွေလုံးဝလုံးဝစိတ်ကူးစရာမလိုဘူးနော် visa extension လောက်ကို လိုအပ်လာခဲ့လို့ရှိရင်လည်းဘာဘုရက်ဈေးုံဘက်မှာစီစဉ်ဆောင်ရွက်ပေးတာဖြစ်လို့လွယ်လင့်တကူ visa extension ကိုရရှိနိုင်ပါတယ်ဘာဘွန် grab ဆိုတာလူသားများတွေကာကွယ်စောင့်ရှောက်ခြင်းလို့ထိတ်လေရပါတယ် ကျွန်မခုရောက်ရှိနေတာကတော့ဘာဘွန်ဂရက်ရဲ့ Moment Center ပဲဖြစ်ပါတယ်။မိရဲ့ယောဂာနည်း၊ဒါဖွာမိရဲ့ဆောက်ရှောက်မှုတိအမျိုးသမီးများ၊ယောဂအခြေအနေအမျိုးမျိုးတွေအစင်မြင်ကုသမှုများလှုပ်ဆောင်ပေးလျက်ရှိပါတယ်။အမျိုးသမီးတွေမှာအသက်အရွယ်ပိုင်းခြားလိုက်မတူညီတဲ့ကျန်းမာရေးလိုအပ်ချက်တွေရှိပါတယ်။အဲ့ဒီထဲမှာမှာကင်ဆာယောဂါကိုပုံမအထူးသတိပြုဖို့လိုအပ်ပါတယ်ရှင်။ ကာကွယ်ခြင်းဟာကုသခြင်းတဲ့ပိုကောင်းတယ်ဆိုတဲ့အတွက်ကင်ဆာရောဂါဆိုတာစောစောတည်ပြီးစောစောကုသမယ်ဆိုရင်ကြောက်ကင်းမှုနဲ့သက်ရှိကျန်းမာဖို့အတွက်ပိုပြီးဖြစ်နိုင်ခြင်းများပါတယ် နောက်ကြမှတည်ရင်ကုသမှုနှောင့်နှေးနိုင်တာကြောင့်ဒီယောဂာကြီးကိုကိုယ့်ဘက်ကလက်အုံးကိုရယူပြီးတော့နှစ်စင်ပုံမှန်ကျန်းမာရေးစစ်ဆေးချက်တွေပြုလုပ်ပြီးကင်ဆာအချိန်စစ်ဆေးခြင်းတွေပြုလုပ်တင်ပါတယ်။ဒါ့အပြင်ကျန်းမာတဲ့ဘဝနေထိုင်မှုကိုလိုက်နာနိုင်မှလည်းယောဂါဖြစ်ပွားနိုင်ခြင်းကိုရှင်းချနိုင်မှာပါ။ ဘာဘုံဂရက်မှာ2000ခုနှစ်ခရဲကအရှိတောင်အာရှရဲ့ပထမဆုံးဖြစ်တဲ့ Vital Life လို့ခေါ်တဲ့သက်ရှိတမ်းမာခြင်းဆိုင်ရာစင်တာကိုဘန်ကောက်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီဖွင့်လှစ်ထားတဲ့25နှစ်သက်တမ်းအတွင်းမှာလည်းဂုံတရင်ကြီးမားတဲ့နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များစွာကိုလည်းရရှိထားပါတယ်။ ဒီ Vital Life Center ဆိုတာတက်ရှိကျမ်းမာခြင်းနဲ့အလားပါဆိုင်ရာဝန်ဆောင်မှုများကိုရရှိနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ဒီစင်တာမှာကိုရင်းအင်္ကာတို့ရဲ့လက်ရှိသက်တမ်းအစစ်မှန်ကိုစစ်ဆေးပေးနိုင်ပြီးဇီဝအသက်စစ်ဆေးခြင်း၊ဟော်မုန်းနဲ့ဗိုက်တာမင်ပမာဏတို့ကိုစစ်ဆေးပေးခြင်း အမင်းရုံမှုကြောင့်ဖြစ်သက်တော့မှန်ညာချိုးရင်းခြင်းအဆုတ်ကင်စာနဲ့နှလုံးရောဂါစသဖြင့်အနာဂတ်ကျန်းမာရေးအန္တရာယ်နဲ့ဖြစ်နိုင်ခြင်းများကိုကြိုတင်ခန့်မှန်စစ်ဆေးပေးခြင်းစသဖြင့်ကိုယ်ခန္ဓာကိုယ်အတွက်ကိုယ်တွင်းနာမကပြင်ပတွင်ပြင်ဆိုင်ရာပြန်လည်တက်ဝင်ကျန်းမာခြင်းများကိုရရှိစေဖို့ကူညီပေးပါတယ်ဒီနေ့လဲကျွန်မ Vitalite မှာဟော်မုန်သက်ဆောင်တဲ့ဗီတာမင်တွေစစ်ဆေးဖို့လာခဲ့တာပါ ဒီမှာ Netflix တို့ Spotify တို့လိုပဲနှစ်စဉ် subscription ယူလို့ရတဲ့အစီအစဉ်လည်းရှိပါတယ်။ one year subscription program vital ကိုခေါ်တဲ့တက်ရှိချမ်းမာခြင်းအစီအစဉ်ပေါ့တက်ရှိချမ်းမာဖို့အတွက်ဆိုရင်တစ်ခေါက်ထင်းနဲ့မလုံလောက်ဘူးလေအများအစဉ်တစိုက်ထင်းကြီးပြုပြင်မှုတွေလုပ်ရမှာပေါ့ဒီ vital program ဟာဆိုရင်ဆရာဝန်တွေစေဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ချမ်းမာရေးနည်းပြတွေစီကနေချမ်းမာရေးဆောက်ရှောက်မှုများကိုတစ်နှစ်ပတ်လုံးအနီးကပ်ရရှိနိုင်ပါတယ် ပြီးတော့မိမိရဲ့ကျန်းမာရေးဆိုင်ရာအချက်လက်တွေဖြစ်တဲ့နေစဉ်လှုပ်ရှားမှုနှလုံးခုန်နှုန်းအိပ်စက်မှုမှတ်တမ်းဒါတွေကိုမှတ်တမ်းယူရဲ IOT လို့ခေါ်တဲ့ Apple Watch လိုမျိုး ကျန်းမာရေးအထောက်ကူစက်ပစ္စည်းတွေနဲ့ဒီ program ထဲမှာချိတ်ဆက်နိုင်တာမို့လို့ကိုယ့်ရဲ့ကျန်းမာရေးအချက်လက်တွေပေါ်မူတည်ပြီးသက်ရှိကျန်းမာအောင်ဆရာဝန်တွေကျန်းမာရေးကျွမ်းကျင်ပညာရှင်များကတစ်နှစ်ပတ်လုံးစောင့်ရှောက်ပေးမှာဖြစ်ပါတယ် တနှစ်ပတ်လုံးအစီအစဉ်မို့လို့အမြင်လာစရာမလိုပါဘူးနော်ကိုပေးနိုင်တဲ့အချိန်စရာပေါ်မူတည်ပြီး program ကိုလည်းဒီဇိုင်းဆွဲပေးပါတယ် international client တွေအတွက်လည်းတနှစ်မှာနှစ်ခေါက်လောက်ပဲလာရင်လုံလောက်တာမို့ကျွန်내ရဲ့ချေကိုပြန်လည်ပြသတဲ့အခါမှာလည်း telemedicine လို့ခေါ်တဲ့ online ကနေဆွေးနွေးတဲ့နည်းလမ်းကိုအသုံးပြီးအလွယ်တကူဆရာဝန်တွေနဲ့ဆွေးနွေးတိုင်ပင်နိုင်တယ်လေ။ကောက်ွယ်ချင်းကကုသချင်းတွေပို့ပြီးကောင်းတာနော်။တက်ရှိကျမ်းမာလှပတဲ့ဘဝကို পাবন গ্রানে সাবলান লাইক ডানা